ဲ့အကြောက်တရားကိုမကြောက်အောင်ကိုယ့်ဟာကိုလှုပ်ပြီးတော့ရတယ်အဘယ်လိုလုပ်လဲဆိုတော့မကြောက်အောင်လိုအပ်တာတခုတည်းပဲတဲ့အဲ့ဒါတတိလို့ရတယ်အဲ့တော့တတိဆိုတာပါလဲဆိုတော့ဟုတ်လားအဲ့တတိဆိုတာပါလဲဆိုရင်ねဘာမှမထူဆန်ဘူးねအဲ့ဒါမန်ဒရယ်လာပြောတာမန်ဒရယ်လာကဘာပြောလဲဆိုတော့တတိဆိုတာတဲ့လူတိုင်းလှုပ်ယူလို့မွေးယူလို့ရတယ်သူကတတိကောင်းတယ်ငါမကောင်းဘူးဟုတ်ငါလည်းသူ့လိုကောင်းကြီးလှုပ်လို့ရတယ် ဲ့တတိဆိုပါလဲဆိုရင်လေလူတိုင်းလူတိုင်းမွေးလာတဲ့အကြောက်တရားပါလာကြောက်တဲ့စိတ်ပါအဲ့ကြောက်တဲ့စိတ်ကိုမာနာပြောဖို့မာနာလုတ်ဖို့လိုအပ်တဲ့အချိန်မှာဖြစ်လာတဲ့ကြောက်ချင်းဆိုတဲ့အကြောက်စိတ်ကိုဖယ်လိုက်အဲ့ဒါတတိပဲထပ်ပြောမယ်ဆိုရင်ငါကျွန်တော်တို့ပြောဖို့ဆိုဖို့ဒုက္ခကံမှုကြောက်လာရင်အဲ့ဒါဘေးဖယ်ဘေးဖယ်ပြီးတော့မာနာပြောမယ်မာနာလုတ်တယ်ဆိုရင်အဲ့ဒါတတိအဲ့တော့တခါတော့ဘာထပ်ပြီးလဲဆိုတော့ အဲ့တတိဘယ်ရကျွန်တော်သူများမကြောက်သူကိုလည်းမကြောက်ချင်မကြောက်ချင်တတိလိုဟုတ်ပြီအဲ့တတိကိုဘယ်ရှာမှာလဲရှာတဲ့နေပါပေးတာတတိရတဲ့ဖေရုသွားရှာမင်းနဲ့တတိဆိုတာသီလကတတိမွေးပြီသီလရှိရင်တတိရှိသီလမရှိရင်တတိမရှိအဲ့တော့နည်းနည်း complaint လောက်စားရှိတော့မနော်ဂျားလဲငါးပါးသီလရှိပါးသီလကိုးပါးသီလဆယ်ပါးသီလ အဲ့ဓာရီသာမြင်ရင်ဆရာတတိမကဘူးသောတာပန်လည်းဖြစ်ရင်ဓမ္မတဖို့ထီတော့ရောက်နိုင်သေးတာပဲလို့အဲ့လိုပြောမှာပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကနားလည်မှုနည်းနည်းလွဲဗုဒ္ဓဟောခဲ့တဲ့သီလနှမျိုးရှိဝရိတ္တသီလနဲ့ဇာရိတ္တသီလဝရိတ္တသီလဆိုတာသူကပါဠိလိုပြောတာရှောင်အပ်သောသီလအဲ့ဒါ၅ပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလဟုတ်တာပေါ့နော်အဲ့ဓာရီကျွန်တော်တို့လုံနိုင်ရင်သရောစင်နေဖြစ်ပေါ် အဲပုထုဇဉ်ကနည်းနည်းဝေးတော့ဗောနော်အဲ့ဒါကတော့ပစိုးခဲ့တော့ခဏခဏပြင်ဝက်တာဗောနော်မမြဲဘူးသူကအဲ့လိုဒီလာမျိုးအဲ့တော့ပုထုဇဉ်အတွက်တကယ်လိုအပ်တာဘုကြောင့်အစံခုနပြောခဲ့တဲ့ character ဆိုတဲ့ကိုကျင့်တရားသည်ဇာရိတတိတာကိုပြောတာဇာရိတတိတာရဲ့အဓိပ္ပာယ်သည်ဘာလဲဆိုတော့မိမိကိုကြိုးမပါတော့အများကြိုးအများကြိုးလောက်တာဇာရိတတိတာအဲ့တော့ဒါဒါပြန်စစ်သားကြည့်တော့ဟုတ်တာပေါ့နော် ကိုကျိုးမပါဘူးသူများကျိုးတွေပဲလုပ်နေတယ်ဆိုတော့ကိုလက်ပြာသိတ်တန့်လက်ပြာသိတ်တန့်တဲ့သူတယောက်သိတ်ပြာဖြူတဲ့သူတယောက်ဘာမှကြောက်စရာမရှိတော့ဘူးကြောက်ကြရမရှိတော့ဘူးမှန်တာပြောရဲမှန်တာလုပ်ရဲဘာလို့ဆိုကိုကမတရားသိမ်းထားတဲ့မြေတွေလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းမရှိဘူးမတရားယူထားတဲ့ကြောက်ဆိုင်တုံးကြီးလည်းမရှိဘူးအဲ့အတွက် AC ပဲညလည်းအိပ်ပြောတယ်ဟာအဲ့ဒီလားအဲ့ဒီဇာရိတသီလာကနေပြီးတော့အခုနတတိပြီးအဲ့တတိကနေပြီးတော့ အမှန်ပြောရခြင်းအမှန်လုပ်ရခြင်းဖြစ်တယ်အဲဒီနေရာမှာတော့အချိန်နဲ့နဲ့ရတော့ဒီစာရိတ္တသီလဘုကြောင့်ဆံဘာလို့အဲ့လိုပြောတာလဲအရင်အိတ်ကောအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့မနစ်ကအမေရိကန်ကိုဗျဟောပြောဝဲရောက်တယ်ဥဖုံးရဲ့ကျွန်တော်ရဲ့ညီမညို့ရောက်တော့အဲ့ဒီမှာဗာဂျီးနီးယားမှာသောမတ်ဂျက်ကဆန်အင်ကြီးကပြကန်းလောက်တာအဲ့ပြကန်းသက်ကြည့်သက်ကြည့်ရင်ကျွန်တော်စာအုပ်တော့ဝယ်လာသူ့ကြောင်ရေးတာ အင်းမှာတော်တော်အံ့ဩစရာကောင်းတာတွေ့တယ်ဒါဆိုတော့ဂျက်ဖဆင်ကသူကတငယ်သမားမဟုတ်ဘူးတငယ်သမားမဟုတ်ဘူး तू ကစီဝဲသမားမီလန်နာကြီးအဲ့ဒီမီလန်နာကြီးကဘာဖြစ်လို့နာမည်ကြီးလာလဲဆိုတော့စာရန်ဖတ်တာစာဖတ်တော့အမေရိကန်နိုင်ငံလွတ်လပ်ရေးရမယ်ဆိုတော့လွတ်လပ်ရေးကြေညာစရန်ရေးခိုင်းတော့သူ့ဦးစီးရေးခိုင်းသူကစာဖတ်တာလို့ရေးခိုင်းတော့မှအဲ့ဒါကြီးကပေါက်သွားတော့တစ်ခါလုံးကသူ့နာမည်သိသူ့နာမည်လည်းသိသွားတော့ဟောနော်လူကြိုက်များတယ်ပေါ့နော်ပထမသမတဒုတိယသမတ တတိယသမတရွေးကနေကြတော့သူ့ကိုပြည်သူတွေကဝင်ရွေးပါလို့ပြောတော့ဝင်ရပါပြောတော့အာဟောစာသိကောင်းတာကနှစ်ချက်တောင်းတယ်ငါ့ကိုသမတရွေးစေခြင်းနဲ့ငါမင်းတို့ကိုနှစ်ချက်ပြောမယ်အဲ့နှစ်ချက်လက်ခံရွေးမယ်နံပါတ်1ဘာစပြောလဲဆိုတော့မင်းတို့နိုင်ငံကိုမှလွတ်လိုက်ရရဆက်မရှိသေးဘူးအာငါသမတဖြစ်လာကတပြားမှမပေးနဲ့ဟာကဖတ်ကြည့်နော်ဖတ်ကြည့်ရခါမှာမားနေလားဆိုအခေါ်ခေါ်ဖတ် ဘာလို့ကျွန်တော်တို့ကမြန်မာမိုင်းဆက်နဲ့ဖတ်တာဗျာနော်ကျွန်တော်အဲ့ချိန်မှာနားလည်းပြန်ကြားတယ်ဟိုလွတ်တော်မှာတမဒလာစာ350ထတ်တုတ်ပြပါနဲတယ်ဆိုတောင်းတာဗျာကြောက်ရမှာအဲ့တော့ဟာတမဒလာစာ350နဲတယ်ဆိုတောင်းတဲ့နိုင်ငံကလူရဲ့အသိရဒီတမဒဘာပြောမလဲငါတပြားမှမပြီးနဲ့ဆိုဟုတ်ပါမလားဗောနော်ငါတပြားမှမပြီးနဲ့တဲ့မင်းတို့နိုင်ငံကဆင်းရဲတယ်နံပါတ်1ကမင်းတို့နိုင်ငံတိုးတက်ပေါ့ပညာရေးငါစစ်ကြိုက်လောက်ခွင့်ပေးတယ် ိုက်နေပို့အဲ့ခတ်တုတ်ကိုပြောမယ်ဆိုရင်ဗျာလေးနှစ်တတန်းအရန်အောင်မြင်တယ်နောက်လေးနှစ်ရှင်းနေတိတိသမ္မတလောက်တော့အဲ့ရှင်းနေတိတိသမ္မတလောက်တဲ့မီလီယံနာကြီးနော်ရှင်းနေလဲသမ္မတပြီးရောအဲ့နိုင်ငံအတွက်သူလောက်လိုက်တာသူပတ်စံနေကုန်နေပြန်သူမိတ်ဆွေမီလီယံနာတွေစီကပတ်စံနေချီချီပြီးလုံလောက်ကြီးတော့အကျွေးပြန်ဆက်တာနောက်ဆုံးအိမ်ပြုတ်သွားတယ်ပြောမယ်ဆိုရင်အဲ့ဧကတရားကျော်ကျဲတဲ့ခြံထဲအိမ်ကြီးကိုလေးလံတင်တာ လေးလံမအောင်ငင်မှာသူဆုံးသွားတယ်။သူသားသမီးလက်ထက်ကြတော့မှလေးလံအောင်မှာကျွေးဆက်လိုက်ရတယ်။အဲ့ကျွန်တော်ပြောချင်တာကအဲ့ဒါဇာတိတက်သီးတာဆိုအဲ့ဒါပြောတာ။ငါနိုင်ငံအတွက်ငါကလေးတွေပညာရေးအတွက်ငါအတွက်ငါပြောဘာမှမပါဘူး။အဲ့လိုလှုပ်တာနော်သူရှိတဲ့စီးစိမ်မှာပြုတ်တော့လှုပ်သွားတယ်။အဲ့ဇာတိတက်သီးလား။အဲ့ဇာတိတက်သီးလားရှိတဲ့ပုံကိုယ်တွေအုပ်ချုပ်တဲ့နိုင်ငံအခုနှစ်နှစ်ရာကျော်တော့ထိတ်ဆုံးရောက်တယ်။အဲ့တော့ကျွန်တော်ကရှင်စဉ်းစားလိုက်ပေါ့။ကျွန်တော်မြန်မာနိုင်ငံဝင်းကြီးဖြစ်ရမလို့သမတဖြစ်ရမလို့ အခွင့်ကောင်းရင်ညှို့မှုလောက်ခွင့်ကောင်းရင်ကျွန်တော်တို့လို့အင်ဂျင်နီယာလောက်တော့အဲ့ငါးလုံးလောက်အေးစစ်ပိုင်ကျွန်တော်နိုင်တာဒါမယုံမရှိနဲ့ဒါလက်တွေ့ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဘာမှဖြစ်ဘူးအစင်းဆုံးနိုင်ငံဖြစ်တယ်ဒါပဲဖြစ်ရတယ်ညပြောချင်တာဇိုက်တသီလရှိတဲ့ခေါင်းဆောင်အုပ်ချုပ်တဲ့တိုင်းပြည်ဇိုက်တသီလမရှိသောခေါင်းဆောင်များအုပ်ချုပ်သောတိုင်းပြည်အဲ့ဒါပဲကွာအဲ့ဇိုက်တသီလအဲ့လောက်ရည်ကြီးအဲ့တော့ကျွန်တော်တို့ကဒါခေါင်းဆောင်မှာ ကျွန်တော်ပြည်သူတွေဘက်ကခုနဇာတိသီလဆိုဆရာရဲ့ NGO တွေ INGO တွေကလည်းကျွန်တော်နဲ့လက်လံဝေးတယ်။နောက်စာဝင်းတွေရရှိသေးတယ်။ဘယ်လိုလုပ်ပြီးတော့ဒီဇာတိသီလကြီးကိုစောင့်ထိုင်းမလဲဆိုအဲ့ဒါအိန္ဒိယနိုင်ငံမှာဗျမဟာဗကန်ဒီဒါတော်နာသိပါတယ်။ပူတာတော့သွားတယ်။ကျထားထွက်နေ။အဲ့ချိန်မှာကျထားကိုပြေးပြီးခိုးပြီးတက်လိုက်။ချောက်ကဖနာတစ်ဖက်ကြံခဲ့။ကြံရတော့ချက်ချင်းပဲသူ့ချောက်မှာကြံတဲ့ဖနာကိုချုပ်ပြီးတော့ခုနကြံခဲ့တဲ့ဖနာစီကိုပြစ်လိုက်။ ကျွန်တော်မှကလေးတယောက်ကအဲ့ဒါကြည့်ပြီးချာကြီးကိုဟိုကိုထိုင်ပြီးတော့မှအောက်ပြစ်ချရရတဲ့သားနဲ့ဘာလို့ရေးကြီးသုတ်ပြန်လဲလောက်တာလဲဆိုတော့တခွနဲ့ပဲသူပြန်ပြောတယ်အဲ့ဒါကောက်ရတဲ့သူတရံဖြောက်လို့ပြောချင်တာသူများကိုဗဟုပြုပြီးစဉ်းစားအဲ့ဒါဇာရိတ္တသီလပါကျွန်တော်တို့ဆိုရင်မလေးငါဖနာကလေးအစ်စ်ကလေးရှိသေးတယ်။မွေးနေ့တော့မှငါမိမဝယ်ပေးထားတာ။ဘာညာကိုဖနာပေါ်မှာပဲကို စဉ်းစားနေမယ်အဲ့ဒါဇိုက်ဇက်သီလာမဟုတ်ဘူးဇိုက်ဇက်သီလာကဟိုမှာဒုတိယကောက်ရလိမ့်မယ်ကောက်ရရင် तू အကျိုးရှိပါသေးဆိုနောက်တစ်ဖက်ပြစ်ပေးလိုက်အဲ့ဒါအဲ့တော့ကျွန်တော်တို့နေရာတစ်ခါတိုင်းမှာလုပ်လို့ရဈေးရောင်းရင်စီးပွားရေးလုပ်ရင်နိုင်ငံရေးလုပ်ရင်ဘာလုပ်လို့အဲ့ဒီဇိုက်ဇက်သီလာသူများဘက်ကသာထက်တွေ့ပြီးလုပ်အဲ့ဒါကိုယ့်ဘက်ကလည်းလိပ်ပြတ်အကြောက်ရမရှိဘူးအဲ့တော့ကျွန်တော်တို့15မိနစ်လောက်ကြာသေးတယ်အဲ့ဒီမှာ ပြည်သူတွေဘက်ကဒီအာယုံကြုံမှာเนาะကျွန်တော်အခုပြောတာအစိုးရဘက်ကလုတ်ပေးရမှာတယောက်တည်းစုံမမှုရှိအောင်စပြီးလုတ်ပေးလိမ့်မယ်။နောက်ပညာရေးเนาะတိုးတက်အောင်လုတ်ပေးလိမ့်မယ်။နောက်ပြီးတော့တတိယချက်ကငင်းညာရေးအခုတောင်ဆန်းစုကြည်လုံးနဲ့ငင်းညာရေးကိစ္စเนาะဒါလုတ်ပေးဟာဒါအစိုးရဘက်ကတောင်းရင်ကျွန်တော်တို့ဘက်ကစိုက်တက်သေးလားစိုက်တက်သေးလားတကယ်ကြီးလုတ်တာလည်းမဟုတ်ဘူး။ကျွန်တော်တို့ဟာကျွန်တော်တို့အင်းနီနာချင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လုပ်ငန်းခွင့်ထဲမှာဈေးဆိုင်ဟိုဘက်ဆိုင်ဒီဘက်ဆိုင်တွေပဲဖြစ်ဖြစ်အဲ့ဒီစိုက်တက်သေးလား ရှိပြီတဘောတော့အတ္တသိမကြီးဟိုထင်ချုပ်လိုက်အကျွန်တော်တို့အာယုံဟာဟိုပြီးတော့လင်းလက်လာနိုင်တာပေါ့နောက်ဆုံးဆိုအောင်ကျွန်တော်တို့ရောပြည်သူတွေရောလှုပ်ဖို့အဲ့ဒါလေးကဆောမလေးတပုတ်ပြအဲ့ဒါလေးကျွန်တော်ဖတ်ပြီးတော့ပြောပါရဲအဲ့ဒါဘာလဲဆိုတော့လင်းယုံငှက်တွေအကြောင်းကျွန်တော်ဒီမှာပြောပြချင်တယ်ပြောပြောဖို့လိမ့်မယ်ပြောဖို့ရင်လည်းထပ်နှားထောင်ကြည့်ပါဒီခေတ်မှာတကယ်လို့လင်းယုံအကြောင်းကเนาะတော်တော်များများသိတယ်လင်းယုံကဗျာ အမေရိကန်နိုင်ငံကရေတပ်ဆိုရင်ဒီလင်းလင်းရုံရုပ်ကြီးရဲ့ trick man တုံးတယ်။အဲဘာလို့တုံးတာလဲဆိုရင်ねလင်းရုံတို့ကဘာလို့ကြိုက်တယ်ဆိုတော့လင်းရုံကအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်နှက်ကဘရင်ပေါ့ဗျာ။နောက်ထူးကြတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရုံပဲ။ကျွန်တော်ဘယ်လိုမှမကြည့်နိုင်ဘူး။မုံတိုင်းကိုမကြောက်တာလင်းရုံနဲ့ဇင်ရုံမျိုးရှိတယ်။သူ့အည်သွေးတွေတော်တော်များတယ်။ဒီကော တင်းရောမျိုးစိတ်တွေအများကြီးပဲဗျအများကြီးမှာအားလက်သက်တာသူကပါကောင်ဘယ်တော့မှဟိုးအပေါ်အမြင်ကျန်နေပြီးခုနတောက်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဗျရေတွေကငါတော်ရရသူ့သားကောင်အဲ့ဒါတွေ့တာနဲ့အများဆုံးပြန်လာပြီးတော့ခြေသက်လက်သက်နဲ့ကုတ်ချီပါလားဘလောက်ထိအားရှိလဲဆိုရင်လေသူ့ body weight တဲ့ငါးစကြီးတဲ့ပါကောင်ခြေသွားလို့ခြေသွားပြီးတော့မှဘယ်လင်းယုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အဆမ်းစားဘူး အဲ့လိုခြိသွားပြီးတော့မှပောက်ပေါက်ပေါက်ပေါက်ပြီးနှုတ်သီးနဲ့ပေါက်စားစားပြီးတော့မဆိုင်တော့အော့ဘ်ထုတ်ချပြလိုက်တော့အဲ့လင်းရောမှာတဘာဝပေးထားတဲ့အကျိုးများနှစ်ခုရှိတယ်တစ်ခုကလင်းရောငှက်တရားအသက်ရှိ80အထိသက်တမ်းရှိနောက်တစ်ခုကလင်းရောငှက်တရားတဲ့ငါးလတိတိငှက်ခဏစားမစားဘူးရင်မတော့ဘူးကိစ္စမရှိဘူးမသေးဘူးငါးလကြော်ရင်ပြန်စားရအဲ့ဒီအဲ့ဒါလင်းရောနေတယ် ရဲ့အည်သွေးပေါ့နော်အဲ့ဒါကိုသဘောကျပြီးတော့အမေရိကန်တွေကလင်းအောင်သူတို့ဟိုးကွက်အဲ့ဒီမှာတဲ့ကျွန်တော်တို့ကတွေးစရာပါရလို့အသက်40ကျော်တဲ့ချိန်မှာအဲ့လင်းယုံတွေရဲ့ရုပ်ခန္ဓာဟုတ်ပြန်ဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သီးဆိုအဲ့နှုတ်သီးကနေပြီးတော့အသားတွေဗလက်ကြီးရှည်ထွက်လာတနေ့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 နည်းနည်းရှည်တာအဲ့ဗလက်ကြီးကရှည်ထွက်တာအယိုးပါမလားဟာလို့မရအဲ့တော့စားဘယ်လိုစားမလဲစားစားလို့မရဒါကြီးရှည်ထွက်အဲ့လိုပဲ အမွေးမြင်တွေထူတက်တိတ်တည်ထူတက်တိတ်တည်ပြီးတော့ဘယ်လိုမှမပြန်မပြနိုင်တော့ခါတိုင်းနောက်တစ်ချက်ကရှည်သဲလက်သေးတွေပါလေအဲ့လိုပဲအသာပျော့ပျော့ကြီးကြီးပဲရှည်လာအယိုးပါအဲ့တော့ဒါကောင်ကိုတက်ခုခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းရုံမှာနောက်အုပ်စုခွဲသွားတောအုပ်စုကတော့ဒါကတဘာဝပေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့နော်ကျွန်တော်တို့ဘုရားဘာသာအနေနဲ့ဆိုရင်ကံပေါ့နော် ဆိုပြီးတော့သေတဲ့လင်းရောက်သေတဲ့လင်းရောက်ဆိုတာနှမျိုးရှိတယ်တဲ့သေမဲ့တူတော့ကွာမထူးဆိုပြီးတော့အကြိုက်ငတ်မခံနိုင်ဘူးဆိုကောင်းကင်ကိုတက်အတောင်ကိုရုတ်ချပြီးတော့မှဆူဆိုင်ရုတ်ပြီးသေတဲ့လင်းရောက်နော်နောက်တတိယတော့ငါးလအထိငငငအပြည့်ပြည့်နဲ့နေဒါကြီးကဟာမရငါးလလည်းကြော်သေသွားတယ်သေတဲ့လင်းရောက်နောက်တစ်မျိုးကဘာလို့သေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့တက်တန်း30ကျန်သေးတယ် အဲ့သုံးသက်မှာအသက်ရှင်ဖို့အတွက်နောက်ထပ်နီလာမရှိဘူးလားအဲ့လိုစူဇန်ရှာဖွေတဲ့လင်းအောင်အဲ့လင်းအောင်နေဘာလုပ်လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းကောင်းဆောက်လိုက်ဘာလို့ဆိုငါလအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှက်နေဖို့နော်အတိုက်ကောင်းကောင်းဆောက်အတိုက်လည်းဆောက်ပြီးရောနမတစ္ဆလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိပ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့တွေးတိုက်ချက် တနည်းနည်းနည်းပေါ့ဗျာတနည်းနည်းနည်းနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နာတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဘလက်ကြီးပြုတ်ကြတော့ကြတော့တော့မူလနှုတ်သီးကြအဲ့မူလကြံတဲ့နှုတ်သီးဆက်ထားရင်အဲ့ဘလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ထသွေးသွေးတဲ့အချိန်မှာပိုနာတယ်အမှားဆိုတော့သွေးတွေထွက်တယ်တနည်း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 တုပ်လိုက်တာနောက်ဆုံးအဲ့ဒါကြီးပြုတ်ကြမရှိတော့နှုတ်သီးမရှိတော့လင်းရောအများနာကျင်နေပြီတိုက်ထဲမှာခွေခွေလေး နားနေလိုက်တယ်အဲ့ဒီမှာတလားဖြစ်မလားနှစ်လားဖြစ်မလားအဲ့ချိန်မှာနှုတ်ကြည့်တပြေးပြေးတပြေးပြန်ရှိလာတာမူလငဲ့ငယ်တကောင်ရဲ့နှုတ်ကြည့်ပြန်ရလိုက်တယ်အဲ့နှုတ်ကြည့်လည်းပြန်ရအောင်ဒုတိယအဆင့်မလုပ်လဲဆိုတော့အမွေးကိုနှုတ်ကြည့်နဲ့နှုတ်ကိုကထူတတ်သိသိပြီးတော့မြန်မြန်ပြန်နိုင်တဲ့အမွေးကိုနှုတ်ကြည့်နဲ့နှုတ်အဲ့ကျွန်တော်ချက်မှပြောတော့နော်ကို့အမွေးကိုနှုတ်တာဘလောက်နာမလဲစဉ်းစားကြည့်နော်အကုန်ပြောင်းနေအောင်နှုတ်လိုက်တယ်တနေ့နည်းနည်းပဲနှုတ်နိုင်တယ်တစ်ခါတည်းနဲ့အပြင်းမနှုတ်ဘူးအဲ့သွေးလိမ့်လိမ့်နဲ့ အမွေးမရှိတော့တယ်လင်းရောနောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတယ်ခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လိုချင်အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာကိုယ်ဝေးလေးလဲကြတော့အဲ့ဒါဘယ်လောက်ကြာမလဲငါးလမတိုင်ဘူးလေငါးလမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာငါးလပြည့်တဲ့နေ့ကျရင်စားစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန် ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရုံမုံတိုင်းထဲဝင်သွားတယ်စာသွားစာအကုန်တော့တိတိငွေတိခြေတဲ့တဲ့အစ်ဒါကျွန်တော်ပါရတယ်ပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမဲ့ခရီးအတွက်မလို့အပ်တဲ့ဟောင်းနေပြတ်တော့ကျွန်တော်ရတယ်အဲ့ကျွန်တော်တို့ကျွန်တော်ဒီမိုကရေစီအရင်ကအတိတ်ကလုတ်ဖို့လိုအပ်တာက ကျွန်တော်တို့ဒီမိုကရေစီအလဲရောင်မြန်မြန်ပွင့်မို့မလို့အပ်တဲ့ဟောင်းတွေလူတွေမူတွေကြံတဲ့အရာအကုန်လုံးဖယ်ထုတ်ပြအဲ့ဒါရတယ်အဲ့ဒီမှာတဲ့နောက်ထပ်ပေးတဲ့သင်ခန်းစာဘာလဲဆိုတော့ကောင်းပြီဟာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုချင်တဲ့လောကအတွက်အဟောင်းတွေဖယ်ထုတ်တဲ့အချိန်မှာနှစ်ချက်တော့သတိထားပါတက်မလွယ်ဘူးတဲ့ခက်ခက်ခဲခဲလို့อ่ะနှစ်ကနာမည်နာမည်ကျင်းမယ်เนาะ ဝိညာဉ်ခံစားအခုပြောချင်တာဟာဆရာလေးပေါင်းစင်ထောဥပဒေပညာရှင်ဥက္ကဋ္တအဲ့ဒါသူတို့ဟောင်းနေဖက်တူကြိုးစားတယ်အဲ့ကြိုးစားတဲ့အချိန်မှာဒါအကြီးမားဆုံးပြတ်တာဟာသိတာသိပြီမလွယ်ဘူးကျွန်တော်ပြောတာအဲ့ဒါအဲ့တော့အခုဒီမိုကရေစီအာရုံတက်ကိုမြန်မြန်လင်းကြည့်ရင်ကျွားပြည်သူရောကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့မလိုအပ်တဲ့ဟောင်းနေပန်သမ ्या ကို ေထုတ်ပြအဲ့ဒါအဓိကအဲ့တော့နောက်ဆုံးမှာနော်ဒါကျွန်တော်ပြောနေကြအခုထိလည်းဆက်ပြောအောင်မနောက်နောက်လည်းကျွန်တော်ပြောရမှာပဲအဲ့ဒါဘာလဲဆိုတော့ဘဲဟာကအရင်ဆုံးစဖက်ပြဖို့လိုတယ်လဲဆိုတာအဲ့ခုနကပြန်ချုပ်မယ်ဆိုရင်နော်ကျွန်တော်တို့မြန်မြန်ခရီးရောက်အောင်လို့မလို့တဲ့အဟောင်းတွေကိုဖယ်ပြမယ်အနာခံရမယ်စတေးရမှာပဲလားပြီးလို့ရှိရင်ကျွန်တော်ခက်ခက်ခက်ဖျား အဲ့ဒါမှအဲ့ဒီမှာမှဘယ်လူတွေလဲဘယ်မူတွေလဲဘာတွေလဲအဲ့ဒါကိုဘယ်ဟာအဓိကထားပြီးနံပါတ်၁စရွေးရမလဲဆိုတော့ကျွန်တော်အိတ်ကပြားလေးတပုတ်ပြောပါမယ်အဲ့ဒါကျွန်တော်တို့အင်တန်ချစ်တဲ့ကျွန်တော်တို့ ਨੇ ကိုကြီးဖြစ်တဲ့ဆရာကြည်အောင်နဲ့ပြင်မနာ I'm sorry ဟိုအင်းဝါပါဆရာကြည်အောင်ကပြားကျွန်တော်အရှိကြီးမပြောတော့ပါဘူးနော်အဲ့ဒီကပြားကတန်ခါရွာတူရမှာတန်ခါတဲ့တယောက်နော်တန်ခါတဲ့တယောက် ိုမင်းရင်ရတယ်တငါနဲ့ဟိုလေကြီးနဲ့ငားရှာပြီအသက်မွေးတော့အဲ့လေတုန်းကငားတွေကနေမပြညာမပြနေမပြညာမပြနဲ့ငားတွေနဲ့အသက်မွေးတာလူလဲအိုသွားပြီလေရက်လဲဆုတ်ပြတ်အဲ့ချိန်မှာလေကြီးကိုရွာတဲ့ကိုပြစ်လိုက်ရွာတဲ့ကိုပြစ်တဲ့လေတဲကိုရွာသားတယောက်ကနေပြီးတော့မြေကြီးတွေထည့်မြေကြီးတွေထည့်ပြီးတော့မှပန်းမင်းတွေစိုက်သူကရွာသားတွေကိုဘာပြောလဲဆိုတော့မင်းတို့လေနံပါတ်1နာမည်ပြောင်းလိုက်မယ်ဘာလဲဆိုတော့မင်းတို့တငါးလေးတငါးလေးနဲ့ခေါ်လာတဲ့ဒီလေကြီး ငါပန်းမင်းတွေစိုက်လို့များအောင်မြင်လာရင်အဲ့ဒီပန်းမင်းတွေရာနေပြီးတော့လေကြီးကိုလည်းဖုံးသွားလိုက်မင်းတို့ပန်းလေလို့နာမည်ပြောင်းခေါ်လိုက်မယ်အကပြားမှာပြအိမ်မှာစပြီးစဉ်းစားလို့သိကောင်းပြီနော်စဉ်းစားဖို့ကောင်းပြီဘာလို့ဆိုကျွန်တော်တို့ဒီခေတ်ကအရင်နာမည်မဟုတ်တော့ဘူးလေတစ်နာမည်ပြောင်းသွားတယ်နော်အဲ့ဒါနိုင်ငံရင်းနဲ့ကျွန်တော်တို့ခုနကကျွန်တော်စောစောပြောခဲ့ပါတယ်ဒါလွန်ခဲ့တဲ့2 6ဆရာရေးတဲ့ကပြဒီခေတ်ကလာမမီဘူးဒါပေမဲ့ဒီခေတ်မှာကျွန်တော်တို့တွေးခွင့်ပေးကျွန်တော်တို့တွေးလို့ရတယ်နောက်တနည်းတွေးလို့မရဘူးလားကဲ အဲ့ဒီလေကြီးကပန်းမင်းနေအုပ်ပြီးလေကြီးမမြင်တော့ဘူးဆိုလေကြီးကယူနီဖောင်းပြောင်းသွားတာမဖြစ်နိုင်ဘူးပြောင်းလို့ရတယ်နော်ဟိုအသွင်ပြောင်းသွားပြီဒါပေမဲ့သူကဘာပါလဲဆိုတော့စေတနာကအဲ့ဒီလေကြီးကလည်းပန်းမင်းနေပွင့်လာလို့ရှိရင်အရာမွေးတဲ့ကြိုင်နဲ့ပန်းနေတောင်လေတိုက်တိုက်မြောက်လေတိုက်တိုက်လေယူလို့ရှိရင်မင်းတို့ယူတော့ဖြတ်သွားမင်းတို့တရွာလုံးပန်းနေတယ်ရစရာဆိုတော့ကျွန်တော်တို့ဒီနေ့ဒီမိုကရေစီကိုရောက်ပြီဒီမိုကရေစီနိုင်နေရမယ်နော်ဒီမိုကရေစီပန်းနဲ့ရမယ်အဲ့လို တွေ့ကြည့်အဲ့မှာဗျာခုနပန်းနေပွင့်ပြီသူ့ဘက်တိုင်လေတိုက်တယ်ရွာပေါ်ဖြတ်တယ်မရဘူးဗျာမရသေးဘူးမရဘူးဆိုတော့ပန်းနေပွင့်နေတာနဲ့ဘာလို့မရတာလဲအခုကျွန်တော်တို့ခစ်ပြောင်းနေရတာနဲ့ဒီမိုကရေစီခစ်ကျွန်တော်တို့လိုချင်တဲ့ဆိုတာကျွန်တော်ကိုယ်တိုင်တင်ထားပြီဘာဖြစ်လို့ကြောက်တရားတွေပေါ်ပြီးတော့ဘာဖြစ်လို့နှစ်ထင်းနေနောက်စီတွေတနပ်ပြက်ခံနေရတာလဲတွေးလို့ရတယ်ပန်းတက်မရသေးလို့ပေါ့ဒီမိုကရေစီပန်းတက် ဘာလို့မရတာလဲအဲ့ရွာသားတွေသွားလေးလာသွားလေးလာတဲ့ခါမှာအဖေကချက်ချင်းတွေ့အဲ့ဒီပန်းနံဘာလို့ရွာပေါ်မှာဖြတ်တာလဲဆိုရင်လေလေထဲမှာနစ်ဝင်နေတဲ့နစ်ပေါင်းများစွာတွန်းကနစ်ဝင်နေတဲ့ငါညင်နဲ့ငါညင်နဲ့အဲ့ဒီငါညင်နဲ့ကိုပန်းနံမချောနိုင်ဘူးပြောချင်တာနော်နစ်60လောက်စစ်စောကစစ်စစ်လောက်လာခဲ့တဲ့အမောင်တို့အညစ်ကြီးဟာ ဒီနေ့အာယုံကိုလာနောက်ဆက်နေတော့အဲ့တော့နောက်တစ်ဆင့်ဆက်တွေးရအောင်ကျွန်တော်ကပန်းနဲ့လိုချင်တာပေါ့နော်ပန်းနဲ့လိုချင်တယ်ဆိုပန်းနဲ့လိုချင်ဘာလုပ်မလဲပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းကြောင့်ပန်းနဲ့မရဘူးအဲ့တော့ပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းဖြောက်တာလည်းလွယ်လွယ်လေးညှိနှမ်းဗမာရှိလေပြည့်ကြည့်တော့မှရှိတယ်လေဟောင်းညံ့ပြီအဲ့ဒီလေဟောင်းညံ့ကျွန်တော်ဖယ်ထုတ်လိုက်ဖယ်ထုတ်လိုက်ပြီးတော့ခင်ဗျလက်လက်သမားဆရာကောင်းကောင်းနဲ့လေအသေးဆောက်မယ်ဗျာပြီးရင်ဥယျာဉ်မူကောင်းကောင်းနဲ့အဲ့ဒီပန်းတွေကိုပြိုးထက်လိုက်ညီနှမ်းမရှိတဲ့လေအသေးထဲမှာ ကျွန်တော်ဒီမိုကရေစီနန်းနေအများဆုံးရတယ်အဲ့တော့ကျွန်တော်ဟိုစင်ကာပူမှာတလောက်အင်ဂျူမြင့်တဲ့လူတွေရှိမှာအဲ့ဒီလေပြည့်ကြီးကဘာကြီးပါလို့ကျွန်တော်အပြေမပေးပါဘူးကိုယ့်ဟာကိုစဉ်းစားကြည့်ပါကျွန်တော်တို့ဒီနေ့နေချင်းညာချင်းလောက်ရမယ်လွန့်ပြရမယ်လေပြည့်ကြီးသည်ဘာကြီးလဲကိုယ့်ကိုတွေးပါအဲ့လေပြည့်ကြီးသာမရှိကျွန်တော်တို့ဒီမိုကရေစီနန်းနေနိုင်ငံရလိမ့်မယ်အဲ့ဒီလေပြည့်ကြီးရှိနေတဲ့အတွက်တော်ဆန်းစုကြည်လဲဘာမှလုံးလို့ မလုံနိုင်တာတွေသူ့ကိုဆွဲထားတာတွေအဲ့ဒီလေးပဲကြည်ရအဲ့ဘာကြီးလဲအဲ့ဘောကိုတွေးပါအဲ့တော့နောက်ဆုံးမှကျွန်တော်ကြပြလေးတဘောရွတ်ပြီးတော့ညီကောင်ချုပ်ပါမယ်အဲ့ဒါဘယ်တော့ရေးတာလဲဆိုတော့အလုံးသတိထားမိမှာပါဒေါအောင်ဆန်းစုကြည်အင်္ဂလန်သွားတယ်သူ့သားအငယ်လေးနဲ့တွေ့တွေ့တဲ့အချိန်မှာတပ်ဖို့နေတက်လာအဲ့တားမင်းနှစ်ယောက်ရဲ့မျက်လုံးတွေကအရေးငွေတွေကျွန်တော်ခံစားပြီးတော့ကျွန်တော်ခုနပြောတဲ့ဒုတိယတွေးပေါ့နော်အဲ့ဒုတိယတွေကျွန်တော်ရလိုက်ပါဘာလို့လဲဆိုတော့ သူအမျိုးသားသေကာနီနောက်ဆုံးချိန်မှာတော့သင်ယောက်ျားနာကိုမသွားနိုင်တဲ့မိတရားတားနှစ်ယောက်ရှက်သားနဲ့သူတားနှစ်ယောက်ပညာရေးလူမှုရေးမဆောင်ရှောက်နိုင်တဲ့မိတရားအဲ့တော့သူ့အနေနဲ့ကြည့်ရင်ကျွန်တော်တို့မြန်မာစကားပုံရဆိုရင်ဥလဲကွဲတယ်အတိုက်လဲပြက်သူ့အိမ်တော်ရဲ့သူ့မိသားစုအရေးချွတ်ပြက်ခံပြီးတော့ဘာလို့ဒီမှာလာဒုက္ခခံနေတာလဲအပြည့်ရှင်းရှင်းလေးပဲကျွန်တော်မြင်လာတော့ သူ့အတိုက်ပြက်ခံပြီးတော့သူ့အဖေဒီဆောက်ခဲ့တဲ့အတိုက်အဲ့ဒီအတိုက်ဟာကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံအဲ့ဒါကြီးမပြက်စေချင်လို့တရားဥပဒေမကွဲစေချင်အဲ့ဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့အတိုက်ထဲမှာရှိတဲ့ဥဟာငញ្ញံကြီးလွတ်လပ်ကြီးတရားမြတ်တာကြီးဆိုတဲ့ဥအဲ့ဒီပြည်တော်စုမြန်မာနိုင်ငံအတိုက်ထဲကအဲ့ဒီဥတွေမကွဲစေချင်လို့မကွဲစေချင်သူပါလုံးမယ် ငင်းငင်းရဲ့တပင်ဆိုင်လိုက်အဲ့တပင်ကြီးငင်းငင်းမှအဲ့တပင်မောအတိုက်မပြက်ပဲအဲ့ဒီဥတွေလည်းမကွဲနိုင်ဘူးအဲ့ဒီအတွက်သူဒီမှာလာနေတယ်လို့ကျွန်တော်အဲ့လိုယုံကြည်လို့အတိုက်ဆိုရဲကြပါလေကျွန်တော်ရေးပြပါတယ်နားဆောင်ကြည့်ချစ်သူကိုခွဲရင်ကွဲပါစေหนีခဲ့ခြံခဲ့ပြန်မလှဲ့တော့အတိုက်ပြက်ရဥတွေကြခွဲရင်ထဲမြိုက်လောင် မြင့်မို့တောင်ထိတ်ချော်ยีဖိတ်စင်တလိတ်ဆန်တော်မသူ့အတိုက်ကိုမစွန်သူ့အတိုက်ပြက်ပါစေသူ့အဖေတီထောင်ခဲ့တဲ့တိုက်တဲ့ဥမကွဲတိုက်မပြက်အဲ့ဒီအဲ့ဒီမျောလင်းချက်အသိအပန်းနဲ့ငိမ့်ညာရေးတပင်းစိုက်နေပါလေ आलोचना दूंगा